ပရိသတ်ခိုင်မာရရှိထားတဲ့စုပြည့်သစဉ်တော်မိသားစုကြောင့်အလုံးမဲ့မင်္ဂလာပါ mseli.news channel ကနေကြိုဆိုပါရစေ။မိဘများနဲ့တွေ့တဲ့ဆက်ဆံရေးစုပြည့်သစဉ်ကမိဘနာဟုကိုအလုံးချစ်ခင်ပြီးသူတို့ရဲ့ကျမ်းမာရေးနဲ့ပျော်ရွှင်မှုကိုအထူးကယ်ဆိုင်သူဖြစ်ပါရစေ။ဖခင်ဖြစ်တဲ့မွေးနေ့မှာ surprise လက်ဆောင်တွေပေးခဲ့ပြီးမိဘတွေကျမ်းမာနေစဉ်ချင်းကိုဖိုးတန်စွာဖြတ်တန်းလို့တဲ့စိတ်တန်ရှိပါရစေ။သူမကမိဘတွေကိုချက်ချင်းထပ်ပေါ်တဲ့ယူတင်မှုကြောင့်ရမှုနဲ့ကျေးဇူးတင်မှုရောရတဲ့စိတ်ထားနဲ့ဆက်ဆံသေးဖို့ပေါ်ပြခဲ့ပါတယ်။ ဖခင်ဖြစ်တဲ့ဩဇာလွမ်းမှုမှုသူမရဲ့ဖခင်ဟာဆိုပြည့်တစဉ်အတွက်ဘဝမှာလေးစားအောင်ပို့ကိုပြပြီးဂီတပညာရှင်တောင်ဖြစ်ဖိုကန်နဲ့ဂီတတီးချင်းဆိုင်မှုပညာတွေကိုသမီးဖြစ်သူအားပေးခဲ့ပါတယ်။ထို့ပြင်ဖခင်ဖြစ်သူကဘာသာရေးနဲ့စာပေကိုနဲ့တက်သူဖြစ်ကမိသားစုအားတစ္ဆာရှင်စွာထိန်းသိမ်းခဲ့သူလို့လည်းဖော်ပြခဲ့ပါတယ်။မိခင်ဖြစ်သူနဲ့ယဉ်နေမှုမိခင်ဖြစ်သူဒေါ်မလာခင်နဲ့သူမကတငယ်ချင်းနှိစက်တဲ့ဆက်ဆံရေးပြီးငယ်စဉ်ကစပြီးကြောင်းတော့မိခင်ကိုယ်တိုင်ပို့ဆောင်ခဲ့ကြောင်းအနုပညာလောကသူငယ်ရေးစဉ်ကလေးကဝင်ရောက်ခဲ့ရမှမိခင်ကအထူးအုတ်တိန်ခဲ့ကြောင်းသိရတယ်။ မိသားစုရဲ့ဘာသာရေးနဲ့အလှူဒန်းဝါသနာဆော့ပြေတဲ့ဇင်ဟာမိသားစုနဲ့အတူရှင်ပြုတ်လူတွေပြုတ်လို့ရအထူးစိတ်ဝင်စားသူဖြစ်ပြီးမန်လေးရှိဈေးကတော်အကြောင်းမှာရှင်သာမဏေလေးတွေထွတ်သွင်းပေးတဲ့အလှူမျိုးကိုနှစ်စဉ်လှူဆောင်လို့ရှိပါတယ်။သူမရဲ့မိခင်ကလည်းဘာသာရေးလုပ်ငန်းတွေကိုအမြဲလှူဆဲခြင်းပြီးအလှူဒန်းလုပ်ရတာဝါသနာပါကြောင်းပေါ်ပြခဲ့ပါတယ်။မိသားစုစီလုံးမှုရဲ့အရေးပါမှုဆော့ပြေတဲ့ဇင်ဟာမိသားစုအခြေခံတဲ့ဘဝဟန်နဲ့နေထိုင်သူဖြစ်တဲ့ သူမရဲ့အောင်မြင်မှုတွေမှာမိဘတွေရဲ့ပံ့ပိုးမှုကိုအမြဲကျေးဇူးတင်ပြီးရရှိအနုပညာစုခြင်းငွေတွေကိုမိဘတွေထမ်းအပ်နိုင်ခဲ့လို့ဆိုပါတယ်။ထို့ပြင်မိဘတွေကျန်းမာနေစဉ်တက်နိုင်သမျှပြုစုစားလျှောက်ပေးလိုခြင်းကသူမရဲ့အတိတ်ကယဉ်မှန်းချက်တစ်ခုဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ဆိုပြသက်စံမိသားစုကအနုပညာဘာသာရေးနဲ့ကျေးဇူးတရားတွေကိုခြေခံတဲ့နှွေးထွေတဲ့ပုံရင်းချင်းဖြစ်တယ်။မိဘနှစ်ပါးပေါ်ချစ်ခြင်းရိုသေခြင်းနဲ့တာဝန်ယူမှုတို့ကသူမရဲ့နုပညာလမ်းကြောင်းနဲ့ပုံကိုယ်ဘဝမှာအရေးပါတဲ့အားရနေဖြစ်တဲ့အနေနဲ့ပါတယ်။ ဆိုပြတဲ့စဉ်ကမြမရုပ်ဖြောဖြေးလောကမှာလူကြိုက်များတရားစောင်နေမော်ရတယ်ဖြစ်ပြီးတော့သူမရည်စားဟောင်းတွေနဲ့ပတ်သက်တဲ့အချက်လက်တွေမှာမီဒီယာနဲ့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုခင်ရသူဖြစ်ပါတယ်။ဆိုပြတဲ့စဉ်ရည်စားဟောင်းနဲ့ Twin Dragon Twin Dragon ကမြမရုပ်ရှင်လောကမှာကြော်ကြားတရားစောင်တော်ဖြစ်ပြီးတော့ဆိုပြတဲ့စဉ်နဲ့ရည်စားဖြစ်ခဲ့မှုတွေရှိရလို့တချို့သောမီဒီယာမှာဖော်ပြခဲ့ရပါတယ်။သို့သော်နောက်ဦးလုံးမှာတရားဝင်တည်ပြုပြောဆိုမှုမရှိဘဲကောလဟာရိုက်တာများပြခဲ့ပါတယ်။ တခြားသောကောလဟာလာရီဆိုပြတဲ့ညာတခြားသောနုပညာရှင်တွေနဲ့ရည်စားဖြစ်ဆက်ဆံခဲ့လို့တချို့သောဆိုရှယ်မီဒီယာတွေမှာဖော်ပြခဲ့ရတော့လဲသူမရဲ့တရားဝင်ပြောဆိုချက်တွေမရှိတဲ့ပြင်အတိမပြုံနိုင်ပါဘူး။လက်ရှိချိန်နေလက်ရှိချိန်နေမှာတော့ဆိုပြတဲ့စင်ကရည်စားရှိမရှိအိမ်အောင်ရှိမရှိနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပေါ်ပြောဆိုထားတာမရှိပါဘူး။သူမရဲ့ကိုယ်အေးကိုယ်တာဘက်ကိုလေးစားစွာနဲ့မီဒီယာနဲ့ပရိသတ်တွေကသတိထားကြည့်ရှုလျက်ရှိပါတယ်။အစောင်းနေ့ကြည့်ရှုနားဆင်ပြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။